အသက်73နှစ်အရွယ်ကလေးမလေးကိုမကြသေးခင်ကမှထောင်ကားထွက်လာတဲ့အသက်40အရွယ်နိုင်ပေါ်ဆိုသူမှစမားတော်ရဲကိုဆွဲချပြီးအာဓမ္မပြုခြင်းကြောင့်ရသူရသားတွေကရိုက်နှက်ပြီးဖမ်းဆီးခဲ့ရတယ်လို့ပြောလာတဲ့ထိုင်းနိုင်ငံကြီးတရေမဲဖြစ်ပါတယ်။ထိုင်းနိုင်ငံနှက်ခေါင်စီမျိုးမန်အဖွားနဲ့အတူနေထိုင်တဲ့အသက်73နှစ်အရွယ်ကလေးမလေးကိုမကြသေးခင်ကမှထောင်ကားထွက်လာတဲ့အသက်40အရွယ်နိုင်ပေါ်ဆိုသူမှကလေးမလေးရဲ့ဆိုင်ငယ်နောက်ကနေပြီးလမ်းကြုံလိုက်ခင်မယ်ဆိုပြီးလေကွင်းတစ်ခုနားကိုရောက်တော့ ခလီမလေးကိုစဘာတော်ထဲဆွဲချပြီးအာရမအပြုကျင်းခဲ့ပါတယ်။အာရနဲ့ပြီးသွားတဲ့အခါမှာတော့တရားခံဖြစ်သူနိုင်ဖို့ဆိုသူကဒီကိစ္စကိုဘယ်သူမှမပြောပြနိုင်ဆိုပြီးချင်းချောက်ကခလီမလေးကိုအိမ်ပြန်ခိုင်းခဲ့ပါတယ်။ဒီလိုနဲ့ခလီမလေးကအိမ်ပြန်ရောက်တော့ခလီမလေးကိုရှုပ်ဝပေးလို့ပြီးရုတ်ပြက်ဆင်းပြဖြစ်နေတာကြောင့်မိလေးလမ်းမှာဘာဖြစ်တာလဲလို့မေးတော့အသက်73နှစ်အရွယ်ခလီမလေးကသူမကိုမကြသေးခင်ကမှထောင်ကထွက်လာတဲ့နိုင်ဖို့ဆိုသူကစဘာတော်လေးကိုဆွဲချပြီးအာရမအပြုကျင်းခဲ့တာကို အဖွားဖြစ်သူကိုပြောပြခဲ့ပါတယ်။အဲအခါမှာတော့အဖွားဖြစ်သူကရွာလူကြီးကိုတိုင်ကြခဲ့ပြီးရွာသားတွေတည်တာတဲ့အခါမှာတော့အာလုံးစုဝေးကတက်ဆိုင်ရနဲ့အတူလေတော်ထဲမှာပုံနေတဲ့နိုင်ဖို့ဆိုသူကိုဝိုင်းဝန်းဖမ်းဆီးခဲ့ပါတယ်။နောက်ပြီးတရားခံကိုဖမ်းဆီးတဲ့အခါမှာလည်းတရားခံဖြစ်သူကစဘာတော်ထဲမှာပုံနေတာကြောင့်အချိန်တော်ကြာရှာလို့မတွေ့ရပါဘူး။နောက်ဆုံးမှာတော့ရဲတွေကမိုးဘော်ကိုတနက်ပြစ်ပေါက်ပြီးတရားခံဖြစ်သူကိုကြောက်လန့်ပြီးထပ်ပြီးတဲ့အချိန်မှာ ရွာသားတွေနဲ့အတူဝိုင်းဝန်းဖမ်းဆီးခဲ့ပါတယ်။တရားခံကိုဖမ်းမိတဲ့အခါမှာလဲရွာသားတွေဟာဝိုင်းဝန်းထိုးချိတ်ခဲ့တာမျိုးရှိခဲ့ပြီးတရားခံဖြစ်သူမှာတော့အထိုးခံရတာကြောင့်ဗဇက်တွေကလည်းကွဲပြဲခဲ့ပါတယ်။ဒီလိုနဲ့ထိုင်းရဲတွေကရွာသားတွေရဲ့လက်လွန်ချေလွန်လက်လွန်မဖြစ်အောင်တရားခံဖြစ်သူကိုအမြန်ဆုံးရဲတခန်းကိုခေါ်သွားခဲ့ပါတယ်။နောက်ပြီးကျူးလွန်ခံခဲ့ရတဲ့အသက်73နှစ်အရွယ်ကလေးမလေးရဲ့အဖွားဖြစ်သူပြောပြတာကမီးလေးဟာမိဘမိတယောက်ဖြစ်ပြီးအဖွားနဲ့အတူနေတိုင်းနဲ့အဲ့ဒီဖြစ်တဲ့နေ့ကအဖွားဟာမိမလေးကိုအိမ်မှာဆန်ကုန်လေးတော့ဆန်သွားဝဲခိုင်းတော့ မီးလေးနဲ့ဆံဝေဖို့အတွက်ဆံငယ်မောင်းပြီးထွက်သွားခဲ့တယ်။ဒီလိုနဲ့လမ်းထဲကိုရောက်တော့မကြသေးခင်ကမှထောင်ကထွက်လာတဲ့နိုင်ဘောဆိုသူနဲ့တွေ့ပြီးနိုင်ဘောကလည်းမီးလေးကိုသူ့လဲဈေးဝယ်စရာကြီးလို့လမ်းကြုံလိုက်လို့ရမလားဆိုပြီးခလီမလေးနဲ့အတူလိုက်သွားခဲ့ပါတယ်။နောက်ပြီးခလီမလေးကလည်းနိုင်ဘောဆိုသူနဲ့ခင်မင်းရင်းနှီးတာကြောင့်လမ်းကြုံခေါ်သွားခဲ့ပါတယ်။အလိုနဲ့လေကွင်းနာကိုရောက်တော့ပေါက်ပွားမီးလေးကိုစပါးတော်လေးဆွဲချပြီးအာဓမပြုကြည့်ပြီးပြန်လှုပ်ပေးခဲ့တာဖြစ်တဲ့ဒီလိုနဲ့ဆံဝဲဘုတ်ထွက်သွားတဲ့မီးလေးတနိုင်လောက်ကြာပြီးနောက်မှာအိမ်ကိုပြန်ရောက်တော့တကူလုံးရှုံ့နေပေလို့နေပြီး ပုံပြက်ပန်းပြက်ဖြစ်နေလို့အခွားကအတင်းကျပ်ပြီးတော့မှဖြစ်စဉ်နဲ့ပတ်သက်ပြီးမိလေးဟာအားလုံးကိုပြောပြခဲ့တာဖြစ်တယ်လို့တိုးလွန်ခံခဲ့ရတဲ့အသက်73နှစ်အရွယ်ကလေးမလေးရဲ့အခွားဖြစ်သူမှပြောဆိုလာပါတယ်။နောက်ပြီးထိုင်းရဲတပ်ဖွဲ့ကတရားခံဖြစ်သူကိုစီစီမီမြန်တဲ့အခါမှာတရားခံဖြစ်သူဟာငင်းဆိုထားပြီးကလေးမလေးကိုသူမကျွန်းလို့ရဘူးဆိုပြီးထွက်ဆိုပါတယ်။လက်ရှိမှာတော့ထိုင်းရဲတပ်ဖွဲ့ကတရားခံရဲ့ထွက်ဆိုချက်တွေကိုမယုံဘဲတက်လက်ပြီးစီစီမှုပြုလုပ်ပြီးသွားရင်တရားခံဖြစ်သူအသက်40အရွယ်နိုင်ဘောဆိုသူကိုထိရောက်စွာအေးအေးမှုပြုလုပ်တော့မှဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ကကြော်ပြလာတာဖြစ်ပါတယ်